ါ့အဖေတို့တက်တန်းမှာဆိုရင်တော့မအသက်တော့90ရှိတော့မယ်လေမရှိပါမဖွင့်တာတော့အနှစ်စိတ်30ရှိနေပြီအဲ့လိုဖြစ်သွားပြီအဲ့တော့မចောင်းသားဘွားကလေးကဒီလုတ်ကိုစိတ်ဝင်စားလို့ကိုမလုံတာចောင်းတက်နေနေလေចောင်းတက်တက်နေနေမှာစကန်ရံចောင်းပိတ်တဲ့အချိန်မှာဒီဟာကိုကိုတိုင်းလဲစားကျင်နေသူများလဲကောင်းကောင်းစားအောင်လို့ဆိုပြီးမအဲ့လိုလုပ်လိုက်တာအတိုင်းမဲ့ပကံရတာအတိုင်းမဲ့တချို့ရွက်တွေဆိုပကံကနေမာတယ်အခုပစ္စည်းတွေသုံးထားတဲ့ပစ္စည်းတွေကောင်းလာလဲပကံကမာတာ ကန်စတိုင်ခောက်ဆွဲမောင်လေးဒါဒီလိုလေးခောက်ဆွဲလုံးလေးရယ်သူကချုံမုံလေးရယ်လည်းနည်းနည်းလေးပဲပါတယ်ဆုံးမဲ့ထည့်ရတာချုံမုံလေးလေးနည်းနည်းလေးပဲအဲ့လိုငပြားကြီးလေးလည်းနည်းနည်းချုံမုံမကြိုက်တဲ့သူတို့ကဒီမှာထည့်လဲရတာလေသူကနည်းနည်းအဆက်ပါတယ်ငရုပ်ကြီးလေးနဲ့ဆက်တာပါတယ်နည်းနည်းအဆက်ပါတော့ဒီလိုအရေလေးနဲ့သူကအဲ့လိုစားတာဟင်းပူပူလေးနဲ့အဲ့လိုလေးအဲ့လိုလုံးပြီးအရေဒီလိုအရေကျဲလေးပေါ့အဲ့လိုအရေကျဲလေးစားပကံမှာတော့ရှိတယ်အရင်တော့ကတော့ပကံရဲ့နားမှာဂန်းကာဆိုတာရှိရလေဂန်းကာရွာအထွက်တဲ့ခောက်ဆွဲစတိုင်မြင့်ချေမှာလည်းရောင်းတယ်အဲ့မြင့်ချေခောက်ဆွဲလို့လည်းခေါ်တယ် ဂန်းကလည်းဒါမျိုးလုပ်တယ်အဲ့တော့ဂန်းကခေါက်ဆွဲလို့လည်းခေါ်တယ်ဒါပေမဲ့အမတို့ကအခုပုဂံမှာပဲအများဆုံးဒါမျိုးရောင်းနေကြတယ်ပုဂံခေါက်ဆွဲဆိုတက်လိုက်တာပေါ့နော်အဲဆိုင်ယနာပုဂံကကျွန်တော်ကပုဂံမှာတုန်းကဒီလိုပဲဟိုမန်းလေးမနစ်စာနေနေပေါ့ဗျာနော်ခေါက်ဆွဲတို့မုံဒီတို့မိရှေတို့စီချက်တို့နဲ့အဲ့လိုပဲရောင်းနေရပဲနောက်အရွက်တုပ်တွေရောင်းနေအညာမှာကျွန်တော်တို့ပေါ်တဲ့မကြီးဘူးမကြီးရွက်တို့ရင်းခွာရွက်တို့အဲနောက်တကညောင်ကျင်ဘူးတို့ အကုန်လုံးပေါ့လေကျွန်တော်တုတ်ပြီးတော့ဒေသအတွက်အရွက်တုတ်လေးတွေနဲ့ရောင်းနေအသားကြော်လေးတွေရောင်းနေဗျာအဲ့လိုကြက်သားလုံးဝက်သားလုံးစိတ်သားလုံးအမဲကြော်အဲ့လိုလေးတွေနဲ့ရန်ကုန်ကဧည့်သည်တွေလာတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ရောင်းရတယ်။ဟောတော့အဲ့ဒါအခုတော့နောက်ပြီးတော့ကျွန်တော်တို့ခမင်းစီစမ်းတို့ခမင်းသုတ်တို့အာလူးခမင်းတို့ပုံရိပ်ခမင်းသုတ်တို့နဲ့စားဖို့အတွက်ဆိုကျွန်တော်ဒါလေးတွေချက်ထားတာပေါ့ဗျာ။အဲဒီမှာ တရသီးထောင်းတို့မကြီးရွက်တို့မကြီးရွက်ကျော်တို့ပြစ်ချင်ကျော်လေးတွေတို့နောက်တကမြစ်ထောင်းတို့ကျင်းကားသီးလေးတွေနဲ့ပေါ့ဗျာကျွန်တော်တို့အညာဒေသထွက်တွေကိုချက်ပြီးတော့အဲဒီမှာကျွန်တော်တို့အဲ့ဒီအရာသာလေးတွေပေးခြင်းလို့ဒီကိုလာထွက်တာအောက်တယ်မနိုင်မယ်ပေါ့စန္ဒာပကံပေါ့သူကလာကြီးပဲပကံရဲ့လာပေါ့ဗျာအဲဗာမီရူရယ်ဆိုတော့လောလောဆယ် main disc ကခုချက်သားချက်ခေါက်ဆွဲလုပ်တယ်ပကံခေါက်ဆွဲပကံခေါက်ဆွဲပေါ့နော်ပကံခေါက်ဆွဲကိုချက်ခေါက်ဆွဲလို့လည်းတချို့ကခေါ်ကြတာပေါ့နော်အဲပကံခေါက်ဆွဲလို့မှတော့နာမည်တက်လိုက်တာ ဒါတော့ main dish နဲ့ခုတည်းပကံသမင်းတုံးပကံသမင်းတုံးဆိုလဲကြက်သားနဲ့ဝက်သားနဲ့အလိုလေးတွေပေါ့ပကံစတိုင်မှာအလိုလေးပါမယ်ပြီးရင်အရန်ဟင်းလေးတွေပါမယ်အလိုလေးထည့်ပေးထားတယ်ထည့်ပြီးတော့အာအမကတော့အမကတော့ပကံမှာဖျားဥတော်မသွားကြမလို့ဒီမှာပဲ အဲဗကန်ရောက်နေသလိုပေါ့လေအဲ့လိုလေးခံစားအောင်လို့ပေါ့ဟုတ်တယ်တက်တက်ကိုသွားကြရတာအမတို့ဟိုမှာရောက်နေတဲ့ချိန်တော့လေဗကန်လူတွေကပဲလာဟိုလေရန်ကုန်ကနေလာတယ်မန္တလေးလာတယ်လာပြီးဆိုဒီလိုရွက်တုပ်တွေကိုလေတခုတခါလာစားကြတယ်အဲ့ဒါတော့စားကြည့်မှသိမှာစားကြည့်မှသိမှာဆိုတော့ပါဝင်တဲ့ပစ္စည်းသူရဲ့ပါဝင်တဲ့ပစ္စည်းလေးတွေရဲ့အမတို့ဒီတုံးတာလည်းပဲစီပဲလေစုံစီစစ်ပဲတုံးတယ်နောက်ပြီးတော့မြေပဲနှစ်နှစ်နှစ်ပေါင်းကြာလာနှစ်ပေါင်းကြာလာရဲ့မြေပဲပေါ့နော်အဓိကမြေပဲကိုကြော်တယ်ကြော်ပြီးမှတေချာထောင်းတယ် အဓိကအဲ့ဒါလေးနဲ့သုံးတယ်ခြုံမုံတွေပဲအဲ့လောက်အများကြီးမဟုတ်ဘူးနဲ့အဓိကစီပေါ့စီတက်နာလည်းပဲသုံးတယ်ပဲစီပဲပဲစီတောင်မှမြေပဲစီစုံစီပဲအဲ့ဒါလေးပဲသုံးတယ်စားတဲ့လူတွေစားတဲ့လူတွေမြေပဲဆိုရင်မတော်တချို့ဆိုရင်နှောပြီးတို့ထောင်းတာပဲညီမတော်လည်းမဟုတ်ဘူးကြောပြီးတခြားကိုညံ့နေအောင်ထောင်းတာစက်နဲ့တောင်မှမကြိတ်ဘူးပကံမာကအမတော်အဖေတို့တက်တန်းမှဆိုရင်တော့မအသက်တော့90ရှိတော့မယ်လေမရှိပါမဖွင့်တာတော့အနှစ်စိတ်30ရှိနေပြီ ဲ့လိုပြောသွားပြီအဲ့တော့မကျောင်းသားဘွားကလေးကဒီလုတ်ကိုစိတ်ဝင်စားလို့ကိုမလုတ်တာကျောင်းတက်နေနေလေကျောင်းကတက်တက်နေနေမှာစကန်ရံကျောင်းပိတ်တဲ့အချိန်မှာဒီဟာကိုကိုတိုင်းလဲစားကျင်တယ်သူများလဲကောင်းကောင်းစားအောင်လို့ဆိုပြီးမှအဲ့လိုလုပ်လိုက်တာအတိုင်းမဲ့ပကံရတာအတိုင်းမဲ့တချို့ရွက်တွေဆိုပကံကနေမာတယ်အခုပစ္စည်းတွေသုံးထားပစ္စည်းတွေကုန်လာလဲပကံကမာတာပကံကမာထားတာငွေသီးမုံစီအချိုးမုံပဲမုံပါအဲ့ဒါအချိုးမုံတော့ဒီမှာပေါ့နော်ပဲမုံတွေပဲဆာကုန်ညားမာတာငွေသီးဆိုလဲကိုကကိုထောင်းတယ်ကိုကကိုကြော်တယ်အဲ့လိုတွေပေါ့နော်ဒီကတော့ကိုကလည်းမကြည့်ရတဲ့လူဆိုတော့ အဲဒီအစားတောင်မှာလဲအရသာရှိအောင်ချက်တာကိုစိတ်ဝင်စားတယ်အဲ့တော့ကျွန်တော်ဟိုမှာလဲကျွန်တော်ကတကယ်တော့ပုဂံမှာကျတော့နေရာကျဲတော့ကျွန်တော်တို့တရုတ်စားစာတွေရောကျွန်တော်ကြော်ရတာပေါ့ဟိုနော်ဟိုတံပေါက်တွေအစားစာမျိုးစုံရအဲဒီပကြီးရောလဲအဲ့လိုပါပဲကိုကကိုအရသာလေးနဲ့ကိုဆိုလာစတီစားတဲ့လူတွေကြတော့လဲပကြီးကားလေးတွေတွေ့တော့ပုဂံကားလေးတွေတွေ့မယ်ကိုငှက်ကြီးတွေ့မယ်နောက်ရေးထားတဲ့ မကြီးကားလေးတွေပေါ့အဲလားစားရင်းနဲ့နည်းနည်းအာယုံတစ်ခုပေးတာပေါ့ဗျာအဲအဲ့လိုအဲ့လိုစိတ်ကူးလေးနဲ့ပေါ့အခုကျွန်တော်တို့ဗကန်ဒေသတွေဖြစ်တယ်အဲဒီစားသုံးပုံတွေပေါ့ကျွန်တော်ဒီမှာအခုတင်ထားပေးတယ်ပဲကြီးလော်ရှိမယ်ရွှေဥကျော်ရှိမယ်နောက်တစ်ခါပုံးရည်ကြီးအညာတွေအဲ့လိုဂျင်းစည်းပြားတွေဗကန်မှာဆိုလဲပုံးရည်ဓမင်းနာမည်မတရားကြီးရဲ့ပုံးရည်ဓမင်းကလည်းတေချာလေးကိုယ့်အကိုပြန်ကြော်ပြန်လို့အဲ့လိုလုပ်ပြီးမှလည်း အဲ့လိုပုံရိပ်ထမင်းတုပ်ဆိုလည်းနည်းနည်းကြီးရဲ့အဲ့ပုံရိပ်ထမင်းတုပ်ဆိုလည်းကိုကကိုတီးထွင်းထားရလေးပေါ့နော်အမမသားအမစိတ်ကူးနဲ့လေအဲ့လိုလေးလောက်တာဆာရောင်းနေတာဆာပဲကိုပကံမှာပုံရိပ်ထမင်းတုပ်ဆိုအမဆာရောင်းနေတာပဲဘူးမမရောင်းပုံရိပ်တုပ်ရောင်းတယ်ဒါပေမဲ့မမတို့ကပုံရိပ်တုပ်တော့မရောင်းပုံရိပ်ထမင်းရောင်းတယ်ပုံရိပ်ထမင်းဆိုတော့အဲ့ပုံရိပ်ထမင်းနဲ့တုပ်တာအဲ့ဒါနည်းနည်းကြီးအဲ့ဒါပဲအဲ့ဒီမှာတော်တော်ဆားတယ်ဒီမှာရတယ်အကုန်ဒီမှာရတယ်လောက်ပေးထားတယ်ဟင်္ကာလေးဆိုလည်းအညာပုံစံဟင်္ကာလေးတွေပေါ့နော်အဲ့လိုလေးနဲ့ချပေးတယ်လေအဲ့ဒါပေါ့အဲ့လိုလေးလောက်ပေးပါအဲ့ဒီ ကြာစံဟင်းကားလည်းချက်ဖို့စီစဉ်ရှိတယ်ကြာစံဟင်းကားနဲ့အဲ့လိုရှောက်သီးတော့တို့အဲ့အညာအရွက်တုံလေးတွေတို့ဟုတ်တယ်မကြီးရွက်တုံတွေပါတယ်ရှိတယ်ရှိတယ်မင်းတို့ကအဲ့လိုပေါ့အဲ့တော့တတတနေ့တနေ့အဲ့လိုတိုးလာမယ်ဥမာဝတ်သားပုံးရေတို့ဟုတ်ကျွန်တော်တို့ရှိတာပုံးရေနဲ့အဓိကဟုတ်အဲ့အဲ့လိုလေးတွေချက်မယ်ဝက်သားကိုလည်းအဲ့လိုလေးတွေကဲလာကျွန်တော်တို့အရေးဆုံးရင်ပကံကိုတခုတခါလာပြီးတော့လေဟိုရောက်မှာ ဝင်ပြီးတော့စားလို့ရတော့ဘူးအခုတော့ကျွန်တော်တို့ဒီရန်ကုန်စမ်းချောင်းပသိမ်လမ်းမှာကျွန်တော်တို့လာပြီးတော့ဖွင့်နေပါပြီပေါ့နော်ဖွင့်ပြီဆိုတော့လာပြီးတော့အညာစာတွေလာစားလို့ရပါပြီလို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ဖိတ်ခေါ်ပါတယ်ဗကန်ကိုသွားစရာမလိုဘဲနဲ့ဗကန်ရတာအပြည့်ဝရရစေရမယ်ဒီကိုလာစားကြည့်ပါလို့